ဟုတ်ကဲ့ဆရာဒီကျွန်တော်တို့ local pdf လေးတွေနဲ့ဒီမတိုင်ခင်မှာလဲ interview လုပ်ခဲ့တဲ့ဟာရှိအဓိကအားဖြင့်စစ်စင်မှာဟန်တာပြည်ဆောင်ကဒီမျိုးဒီဒီနေဒီတင်းပြင်ဘသူကအုတ်ချုပ်မလဲဆိုတဲ့ပုံမှာသဘောထားမမျှမှုကစစ်စင်အားနေစေတယ်ဆိုတဲ့ဟာမျိုးတွေ ကျွန်တော်တို့ချင်းမှာလဲကြုံတယ်စကိုင်းမှာလဲကြုံတယ်ဥပမာတချို့ဒါနာမည်တော့ထုတ်မပြောတော့ပါဘူးဆိုတော့အတာမျိုးလေးတွေရှိတတ်တယ်ဆိုတော့ဆရာဆောနာဆွေးနွေးတယ်လို့ဆိုတော့စစ်စရင်ကိုပဲတီးကထားမယ်ဆိုတော့တင်းဆရာရှိတာမျိုးတင်းအုတ်ချိုးကြီးကိုရောဘလိုပုံစံကျူတင်းစီမံချက်ဘလိုစဉ်းစားချက်မျိုးနဲ့တင်းထားတဲ့မျိုးဟာမျိုးကိုထင်းသိမ်းဖို့ရှိတယ်လေအဲ့လိုမျိုးပိုင်းရောဆွေးနွေးပြလို့ရမှာဟုတ်ကဲ့ဗျဆိုစီးရေးပိုင်းပါဗျာအသေးစိတ်ကတော့ကျွန်တော်တို့စီးရေးကော်မရှင်ကကျွန်တော်တို့ဆွေးနွေးပါလိမ့်မယ် ။ဒါဆရာကကမေးတဲ့မေးခွန်းကမြေပြင်မှာလက်တွေ့ဖြစ်နေတဲ့ကိစ္စဖြစ်တယ်ပေါ့။အဲသူကအုပ်ချုပ်မယ်ငါကအုပ်ချုပ်မယ်ဒါကငါ့အပိုင်ဒါကငါ့ရဲ့လုပ်ပိုင်ခွင့်အတူတူပြင်ဆိုလို့ရှိရင်ညာဒေသမှာပို့မှုပြီးတော့ရှုပ်ထွေးသွားစီတာနဲ့တော်လန်ရေးကိုနောက်ပြန်တန့်သွားစီတဲ့အရာပတ်သုံးလုံးပွဲမှုအဲ့ဒီပတ်သုံးလုံးဆိုတဲ့အင်အားစုတွေအမှန်တကယ်တော့ကျွန်တော်တို့ PDF တွေ LDF တွေအဖြစ်တိုက်ခိုက်ရေးအဖွဲ့တွေဖြစ်ရှိခဲ့ရမယ့်အဖွဲ့တွေဖြစ်တယ် အဲ့ဒီပတ်သုံးလုံးကိုဘယ်လိုဖွဲ့တယ်လဲလို့ပြောတော့ပြန်ကြည့်လို့ရှိရင်ခုနကလူဦးတော်လည်းအစမအကုန်လုံးကအသွေးရောင်မရှိဘူးအုတ်ထုတ်တွေတစိမ့်ကြီးမရှိဘူးရောက်ပိုက်မင်းလဲထွက်ငါလဲထွက်ဆိုတဲ့ပုံစံမျိုးနဲ့ထွက်ကြပြီးတော့ နော်ကျွန်တော်တို့လက်ပလာနဲ့ထွက်ခဲ့တာရှိတယ်တူမီနဲ့ထွက်လာတာရှိတယ်ပစိုးကွန်တိုင်းမီထွက်လာရှိတယ်အဲ့ဒီဟာတွေခဲကမှခွဲထုတ်ဖဲထုတ်ပြီးတော့ NLD နောက်ခံပြုအင်အားစုတွေကိုဖဲထုတ်လိုက်ပြီးတော့သူတို့ကိုပတ်သုံးလုံးဆိုပြီးတော့ဖွဲ့တယ်ပကဖပပပလဖဆိုပြီးတော့လုပ်တယ်အဲရဲတို့အုပ်ချုပ်ရေးတို့ပေါ့ဗျာအဲ့ပုံစံမျိုးတွေလုပ်တဲ့ပုံစံမျိုးတွေကိုကျွန်တော်တို့တွေ့ကြတယ်တွေ့ကြပြီးတော့လက်နက်တက်စီရေးမှလည်း NLD ဆိုတာကတော့ပူရင်းနေဆိုတဲ့ပုံစံမျိုးနဲ့ကျန်တဲ့ local တွေကတော့ကျွန်တော်တို့ ဦးစားပေါ်မွေးစားသားဒါကတော့သားရင်းဆိုတဲ့ပုံစံမျိုးမကျင်ညာတော့လည်းဒါလက်တွေ့ဖြစ်ခဲ့တဲ့အနေအထားရှိတယ်။ဆိုတော့အဲ့လိုမျိုးဘူပသလုံးကိုလက်နက်တွေအဓိကထားပြီးတက်ဆင်တဲ့အခါကျတော့ရန်သူနဲ့တိုက်ပွဲဖြစ်တဲ့ရန်သူကိုနှွာတဲ့အချိန်ဒီဘက်ကတကယ်နှွာမဲ့ဒေသဆိုင်ရာတပ်ဖွဲ့တွေမှာလက်နက်မရှိဘူး။ PDF မှာလက်နက်မရှိဘူးကြီးစားမရှိဘူး။အုတ်ချုပ်ရဲကိုလုံမဲ့ပသလုံးကလက်နက်အပြည့်စုံနဲ့ကားတဝီနဲ့စံကတဝီနဲ့အဲ့မှာကလေးကလွဲကုန်။ဆိုတော့ကျွန်တော်တို့ကအဓိကကကကစကားကိုပဲပြန်ဆက်ရမယ်ဆို တော်လေးခေါင်းဆောင်ကြီးပြောခဲ့တဲ့စကားတော်လေးကာလနိုင်ငံရေးဟာစစ်နိုင်တတ်ရေးအဲ့တော့ကျွန်တော်တို့ကဈေးစစ်နိုင်တတ်ရေးအတွက်ကိုလုပ်ကြမှာစစ်နိုင်တတ်ရေးအတွက်ဆိုလို့ရှိရင် less net တက်စင်မှုအစကျွန်တော်တို့တကယ်တိုက်တဲ့လူတွေကိုကျွန်တော်ဦးစားပေးရမယ်ဒါအပြင်စစ်တိုက်တဲ့ဘက်ကိုအင်အားယော့သွားစေတဲ့ဒီလိုပတ်သုံးလုံးလို့ခွဲထွက်ပြီးတော့လက်ကင်တက်ပုံစံမျိုးနဲ့လုပ်တဲ့ဟာတွေရှောင်ကျင်ခဲ့ရမှာဖြစ်တယ်တော်တော်အရာတွေကိုမလုပ်နိုင်ခဲ့ဘူးမလုပ်နိုင်ခဲ့ပဲနဲ့ကျွန်တော်တို့ဖြစ်ပြီးတော့မှအဲဒါကတော့ငါ့နေအဲဒါကတော့ငါတို့ကဒီလို ဒီလိုမျိုးတွေဖြစ်တယ်ပြောခွဲခြားပြီးတော့အတိအတိကျွန်တော်တို့စိတ်ဝမ်းကွဲပြားမှုတွေဖြစ်အောင်ထိုက်ကနေပြီးတော့ policy အစအဲ့လိုချမှတ်ထားတဲ့ပုံစံရှိပြီးတော့အောက်ခြေမြေပြင်မှာပါလုတ်ချင်လိုက်လုတ်တဲ့ပုံစံမျိုးတွေဒီယနေ့ဖြစ်လာတယ်ဒါတွေကရက်တန်းကနေရက်ကြရတော့မယ်ဖြစ်နေတဲ့အရာတွေကိုကျွန်တော်တို့ကလက်မခံဘူးဒါတွေအတွက်ကိုကျွန်တော်တို့တွေ NRD ဆိုတာပေါ်ပေါက်လာခြင်းနဲ့ဖြစ်တယ်လို့တော့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ခုနကဆရာပြောသွားသလိုပေါ့ဒီစည်ရေးနဲ့ပတ်သက်လို့ကကျွန်တော်စည်ရေးကော်မရှင်အဲကျွန်တော်ဥက္ကဋ္ဌကြီးရှိတယ်ဥပဒေစုနိုင်ရှိပါတယ် ဒါပြုလို့ကျွန်တော်တို့သူတို့ဘက်ကနေပြီးတော့စည်ရင်းနဲ့ပတ်သက်ပြီးတော့ပြောစုစွန်းနေတာဒီလုံလို့ရပါတယ်